ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်ကြားမကြသေးမီနှစ်တွေအတွင်းလူသေဆုံးမှုအများဆုံးတိုက်ခိုက်မှုအဖြစ်ပြီးခဲ့တဲ့ရက်ပိုင်းကအပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးနောက်အော်တိုဘာ15ရက်မှာအပြစ်ကတ်ရက်စဲကြောင်ကြေညာခဲ့တယ်လို့ AP ကဖော်ပြခဲ့ပါတယ်။ဆော်ဒီနဲ့ကာတာအပါအဝင်ဒေတာတွင်းအင်အားကြီးနိုင်ငံတွေရဲ့မြစ်တာရက်ခံချက်နဲ့ အပြစ်ခတ်ရစဲခဲ့တာဖြစ်ပြီးအဲ့ဒီပဋိပက္ခဟာအေဂေတာနဲ့ IS အဖွဲ့ဝင်အပါအဝင်စစ်သေးကြအဖွဲ့တွေရဲ့အန္တရာယ်ကြောင့်ကြိုးပြက်လွယ်တဲ့ဒေသတွင်းလုံခြုံရေးအခြေအနေကိုစိုးရိမ်မှုတွေမြင့်တက်စေခဲ့ပါတယ်။ပါကစ္စတန်ကတော့အာဖဂန်နစ္စတန်ဟာလက်နက်ကိုင်အဖွဲ့တွေကိုခုံလုံခွင့်ပေးထားတယ်လို့စွပ်စွဲခဲ့ပြီးဒီစွပ်စွဲချက်ကိုအာဖဂန်တာလီဘန်အာဏာပိုင်တွေကညှင်းဆို့ခဲ့ပါတယ်။အာဖဂန်နစ္စတန်မှာတာလီဘန်တို့အာဏာပြန်လည်ထိန်းချုပ်ခဲ့တဲ့2021ခုနှစ်နောက်ပိုင်းမှာပါကစ္စတန်မှာစစ်သွေးကြတွေရဲ့တိုက်ခိုက်မှုတွေပုံပုံမြင့်တက်လာပါတယ်။ ပါကစ္စတန်နိုင်ငံသားရဲ့ဝန်ကြီးဌာနက48နာရီကြာအပြစ်ခတ်ရစဲရေးနဲ့ပတ်သက်ပြီးဒီအပြစ်ခတ်ရစဲရေးဟာအာဖဂန်နစ္စတန်ဘက်ကတောင်းဆိုမှုကြောင့်ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။အဓိကနယ်စပ်ဖြတ်တန်းမှုတွေကိုတော့ဆက်လက်ပိတ်ထားဆဲဖြစ်ပါတယ်။ တာလီဘန်အစိုးရပြောရေးဆိုခွင့်ရှိသူအကြီးအကဲဇာဗီဟူလာမူဂျာဟစ်ကတော့ဒီအပြစ်ကရစဲရေးဟာပါကစ္စတန်ဘက်ကအလေးနဲ့တိုက်တွန်းတာကြောင့်ဖြစ်တယ်လို့ပြောကြခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့လူမှုမီဒီယာပို့မှာ48နိုင်ကြာအပြစ်ကရစဲရေးကာလကိုဖော်ပြထားတာမရှိသေးပါဘူး။အောက်တိုဘာ15ရက်အစောပိုင်းကလည်းပါကစ္စတန်ကသူ့ရဲ့တပ်ဖွဲ့တွေဟာညအချိန်ပြစ်ခတ်မှုတွေအတွင်အာဖဂန်လုံခြုံရေးတပ်ဖွဲ့တွေနဲ့စစ်သေးကြဒါစင်ရှိကိုတုံ့တင်ရှင်းလင်းခဲ့တယ်လို့ပြောကြခဲ့ပါတယ်။